ကလေးမခေါ်သွားသေးကလို့ပါးစပ်နဲ့ပဲပြောလိုက်တာလေဟိုဖုံးဆက်ပြီးတော့ပေါ့နော်သူကအတီးပြုတ်တယ်တဲ့အတီးပြုတ်တယ်ဆိုတကယ်လားအတီးပြုတ်တော့ဟုတ်ကဲ့တဲ့အဲ့ဆိုရင်တို့ဒီကလေးလေးကိုပုတုရံကိုရရောက်ရံကိုရောက်မှာပေါ့နော်လာပြီးတော့လောက်ပြီးတော့ဆေးကိုတခါတည်းတင်ပြီးမယ်တင်ပြီးမိဘကြီးလက်တွေပဲပြတ်အပ်မှာလေဒါပေမဲ့မနေညက်နေရသူဖုံးပြန်ဆက်တယ်မနေ့ပြန်တွေ့မယ်ပေါ့နော်ကုညီအော်ကုညီမဲလို့မရှိတော့ဘူးတဲ့အဲ့ပြောကုညီမဲမရှိလာကုညီပြင်မယ်အဆအဆုံးတောင်းယူပြင်မယ်အဲ့ဆိုရင်မနေ့ပြန်လာခဲ့အကိုကြီးသေချာလောက်ပြင်မယ်သေချာပြောပြင်မယ် ိုယ့်ရဲ့လူမုံမများအောင်ကုတုလည်းအကုန်ဒီကလေးအသက်ရှင်အောင်လုပ်ပေးမယ်ဆိုတော့အခုသူ့ဒီပင်းလူလူတွေမှာတွားပြီးမကူညီရတော့ဘူးထိုင်ဆောင်နေတာအခုသုံးနိုင်ကြော်ပြီဘာမင်းတော့ဘာဖန်ကလေးကဲကျူလာနော်ဟိုဘာလာငါကကလာတာဘာဘာတန်ကဲကျန်ပြီးဘာတော့တန်ကဲရနော်ဒီဆွဲမှာအင်းဒါတော့ဘာမင်းတော့ လာဘာနော်ဘာလို့တိတ်တော့တဲ့လားပြောပါတော့အတက်တက်ပြည့်နေရလေးငင်းကြာနာတော့ပြန်လာနေတော့ဘာလို့ဒီလိုလဲဘာလို့ဒီသာသမီတွေပြန်လာဘာလို့ငင်းကြာနာတော့ဘာလို့ဒီလိုလဲ photo အစည်းအဝေးနဲ့လုပ်ဝေးတာလေဒီကလေးလေးအသက်ရှင်မှု လို့အဲ့လိုမျိုးပြောတော့ဟိုစိတ်မကောင်းပါတော့နော်။ဒါပေမဲ့အပြစ်မရှိပါဘူး။ဖြူတဲ့နေရာအိမ်ငှားပေးတယ်။နောက်တော့ဗလဲသူဗလဲဆိုင်အလုပ်လုပ်ဖို့ပေါ့နော်။ပေါင်လာတဲ့ပစ္စည်းပြန်ယူခဲ့ပေးတယ်။ဘာမှမဖြစ်ဘူးနော်။ဗလဲဆိုင်ကလေးပြန်ယူလိုက်နော်။ဟိုဗလဲဆိုင်ကလေးကတည်းကလားတာဘူး။ဟိုဗလဲဆိုင်ကလေးပြန်ယူဖို့ပေါ့။ဟုတ်ကဲ့။ဟိုတန်ကြရရနော်။ဒီလိုမျိုး

လေးကသာသမီကိုပြတာပါဘာလို့သိငဆိုင်နဲ့ဝယ်တာမဟုတ်ဘူး။ तू က line ပေါ်မှာပြန့်နေတာ။ဟုတ်ဒါလူတိုင်းမြင်နေတဲ့ဟာလေ။ပြန်တော့ခု तू ကအဲ့ဒါတွေ့လို့စိတ်မကောင်းဖြစ်လို့ခလေးအတော့ကဲမယ်ပေါ့နော်။အာ तू ဖုန်းဆက်လိုက်ကြ။ဒီကြားမှုလာမိတော့ဟိုတဲ့ तू ကရောင်းပြီးပြန်ကုမယ်တဲ့ဘလို့လဲမသိပေါ့နော်။ तू ပြောတာဟာ။အေးရောင်းမယ်ဆိုဝယ်မယ်ပေါ့နော်။အဲ့ဆိုတော့ဟိုဂျင်းတည်လာမိတော့ဂျင်းတည်တယ်တဲ့။ तू ပြောတယ်လေ။ ီးတော့ final လည်းရှိတယ်ဒါပဲရိမ့်တယ်ဆိုတော့ဝေးပေါ်ဝေးလိုက်တယ်ပေါ့ဝေးပြီးတော့ကသူကဒီခက်လေးလေးကိုပေါ့နော်ဆေးကုသပြီးမှာပေါ့အဲဆေးကုသပြီးမှာဆိုတော့နှလုံးခွဲမှာဆိုတော့30 20မကအောင်လေကျန်တဲ့ပတ်စံလည်းပူတူဆိုက်ပြီးမှာပေါ့နော်အရှိမလည်းတရားခွဲထားပြီးဆိုတော့တစ်ဆက်တည်းလောက်ပြီးပေါ့နော်တကယ်လို့ကောင်းသွားပြီးဆိုရင်မိဘတွေတကယ်ကောင်းလားတကယ်ကောင်းမှဆိုဒီခက်လေးလေးမိဘကိုပြန်ပေးမယ်တကယ်လို့မိဘတွေကမလို့ချင်ဘူးဒီခက်လေးလေးကိုလည်းလို့မထိန်သိမ်းနိုင်ဘူးပေါ့မိဘမျက်နှာကိုကြည့်မှာပေါ့နော် ထိန်နေနိုင်ဒီကလေးလေးကိုတံမိုးရှိတဲ့လက်တဲ့အပ်မှာပေါ့နော်ကလေးမခေါ်ပါသေးကလို့ပါဇက်နဲ့ပဲပြောလိုက်တာလေဟိုဖုံးဆက်ပြီးတော့ပေါ့နော်သူတို့ကအတီးပြုတ်တယ်တဲ့အတီးပြုတ်တယ်ဆိုတကယ်လားအတီးပြုတ်တယ်ဟုတ်ကဲ့တဲ့အဲ့ဆိုရင်တို့ဒီကလေးလေးကိုပုတုရံကိုရရောက်ရံကိုရောက်မှာပေါ့နော်လာပြီးတော့လောက်ပြီးတော့ဆေးကိုတစ်ခါတည်းတင်ပြီးမယ်တင်ပြီးမိဘကြီးလက်တွေပဲပြတ်အပ်မှာလေအဲ့လိုမျိုးပေါ့နော်ပြီးတော့ဝဲဆိုတဲ့စကားအဲ့လိုမဟုတ်ဘူးဟိုတော့လူကြီးတွေရှိတယ်လေသားသမီးတွေဆိုရင်ဖုံးပြီးတောင်းမှာ ပြေပါလှုပ်လိုက်ကြလားဟာပြေးလိုက်တာပြီးွားမှတစ်ဆင့်နောက်ပြန်ယူတာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ပုတူကစေစနာနဲ့ဒီကလေးလေးဒီကလေးလေးအတော့ပေါ့နော်အဲ့လိုကြည့်ပြီးတော့ပုတူကလှုပ်ပြီးတော့မဟုတ်လှုပ်ပြီးအဆအဆုံးလှုပ်ပြီးတယ်ပြီးတဲ့အထိပေါ့နော်တာဝန်ယူအပြီးတဲ့အထိနှလုံးခွဲစိတ်ပြီးမှဆိုပြီးတဲ့အထိဒီကလေးဘာဖြစ်တာအဆောက်ဆုံးပြီးတဲ့အထိအကောလုံးရှစ်လမ်းအောင်အပြီးဆိုတာမိဘကအဲ့လိုမျိုးထိတာဝန်ယူပြီးတာဘလောက်ရရတော့မဟုတ်ပေါ့နော်ပုတူရမှာဘလောက်ရရတော့အဲ့လိုမတွတ်တာအဲ့မိကအိမ်လာကအိမ်လာကရဲ့ဒီဟာရဲ့ဆို၄သိန်း ဘယ်လိုမခေါ်အောင်အဲ့ဒါဟိုပေါ့နော်သူကူညီလိုက်တာပေါ့နော်သူကနှလုံးခွဲစိတ်မှာဟိုပြောတယ်ဖူးဖူးကတကယ်လို့ဘယ်သူမှကူညီမှုမရှိရင်ဟိုဘယ်သူလည်းမသိဘူးပေါ့နော်ဒီလိုကူညီပေးမယ်တဲ့အကောလုံးကပေါ့နှလုံးခွဲစိတ်တာဘာမှမပူနဲ့ဒီလိုနေစရာစားစရာမရှိလို့ပဲအဲ့ဒါလေးပဲကူညီပေးပါတဲ့အဲ့ဒါဆိုဖူးဖူးကကူညီပေးမယ်တကယ်လို့သေးကြတယ်နော်အဲ့လူကတကယ်အာမခံတာသေးကြတယ်နော်ဒီခွဲစိတ်ပြီးမှာဆိုအာမခံတယ်တဲ့တကယ်ဖုံးဆက်တာပြီးသူ့သူ့ရဲ့သွားပြီးပြီတဲ့အခုကျတော့လည်းအာမမခံတော့ဘူးတဲ့ အဲ့လိုဖုံးပြအာမမခံတော့ဆိုတော့ပြုတ်တော့ပါလောက်ပြမှာဒီကလေးလေးပြန်ကဲရမှာပေါ့နော်ဒီနှလုံးခွဲစိတ်တာအဲ့လိုမျိုးပြောတာပြန်ကဲရမှာဆိုတော့အဲ့တော့သူဒီကလေးလေးကိုဘူးမမကူနီပူတူကူနီပေးမယ်အဲ့ဒါပဲပြောလိုက်တာအဲ့တောင်းနေနောက်နေတော့ကြာတော့ဗီဒီယိုဖိုင်တက်လာရောဒီကလေးလေးရောင်းမယ်ဆိုတော့အော်ချက်ချင်းပြန်ဆက်ရတာပေါ့ရောင်းလို့မရအောင်လေကျွန်တော်လက်ထဲမှာဆိုရင်ဒါဒီကလေးလေးကဘာမှမဖြစ်ဘူးလေဒီပါလက်ထဲပဲပြန်ရအောင်ပါလေတယောင်ဆိုင်ပဲရောင်းလို့ပဲပေါ့မှမဖြစ်ဟုတ်တော့ဟုတ်ပါ တော့အဲ့ဆိုကိုကုတူကသူတို့နဲ့အခုဆက်သွယ်ပြားပြီးတော့အခုဘာကိုဘာတွေဆက်လုပ်ပေးသွားမယ်ဆိုတာမျိုးပြောထားလဲသူကမနေ့ကတော့ဗီဒီယိုဖိုင်နေကုတူကြောင်းနေပြောပြောပေါ့နော်သူပြောချင်တယ်ပြောနေခွလွတ်ပါတယ်ဘာဖြစ်ဖြစ်ဖြစ်ဒါပေမဲ့မနေ့ညနေကသူသူဖုံးပြန်ဆက်တယ်မနေ့ပြန်တွေ့မယ်ပေါ့နော်ကုညီအော်ကုညီမဲလို့မရှိတော့ဘူးတဲ့အဲ့ပြောကုညီမဲမရှိလာကုညီပြင်မယ်အဆအဆုံးတောင်းယူမယ်အဲ့ဆိုရင်မနေ့ပြန်လာခဲ့ကိုကြီးတေချာလောက်ပြင်မယ်တေချာပြောပြင်မယ်ကိုကြီးလည်းလူမုံမများအောင်ကုတူလည်းအကုန်ဒီကလေးအသက်ရှင်အောင်လောက်ပြင်မယ်ဆိုတော့လေအခု သူဒီပြည့်လူလူကမှသွားပြီးမကူညီရတော့ဘူးထိုင်ဆောင်နေတာဟုတ်သုံးနိုင်ကြော်ပြီသူမလာဘူးအဲ့လိုမလာတော့လည်းမတက်နိုင်ဘူးလေကိုကလည်းကဲပေးတာပဲဟိုပါလေခလေးကိုဟိုပါလို့လိုက်ဆွဲပြီးဟိုသွားဒီသွားနေပေါ့နော်အဲ့လိုမဖြစ်စေချင်လို့ဟိုမှာတို့သွားလိုက်ဒီသွားလိုက်ဆိုတော့ဒိုင်းပေါ်မှာကြီးအများကြီးပြန်လာဆိုတော့မကောင်းလေသူ့ရဲ့မြန်အခုအများကြီးအဲ့ကြောင့်ဘုတ္တလာခဲ့အဆအဆုံးကူညီပေးမယ်သူကတော့မဟုတ်ဘူးဟိုလိုလိုဒီလိုလိုနဲ့ နှလုံးခွဲစိတ်မှလာခဲ့ပထမဆုံးလူတယောက်ဆိုရှင်းနေတာဘုသူနှလုံးခွဲစိတ်မှဆိုပြီးွားကြီးဘာသာမှမကြအောင်အခုကမကောင်ဟိုရောက်တိရောက်တိရောက်နေပေါ့ဘယ်သူမှတောင်းရင်ယူတော့မှာမဟုတ်ဘူးဟိုပေါ့နော်လို့ပေါ့နော်ဟိုဗါဒဘူအပြစ်လည်းမပြောဘူးလို့ပြောစင်တာပဲဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုတာယာပြီးရောပြောပါစေနော်ပြောပါစေပေါ့ဟုတ်ကဲ့သူ့ရဲ့လိုအပ်ချက်ကိုကြည့်ပြီးရောအမအကိုစုတာပေါ့နော်၁၀သိန်းဆို၁၀သိန်း သုံးသိန်းဆိုသုံးသိန်းဒါမှမဟုတ်သူ့ရဲ့ကျန်းမာရေးအဆဆုံးတာဝန်ယူမယ်ဆိုရင်သိန်း90လည်းဖြစ်နိုင်သိန်း30လည်းဖြစ်နိုင်အဲ့လိုပေါ့ဟလေးတွေခွဲစိတ်မယ်ဆိုတာ80 80ပေါ့နော်ဆက်လို့ကျမကြီးမကောင်းရင်ဒါအလှခံနိုင်မျိုးမဟုတ်ဘဲနဲ့လူချောင်းနဲ့အပေါ်မှာဒါပုတုဘာလေးပြောမလဲဟိုနောက်မဟိုပေါ့နော်နောက်အဲ့လိုမျိုးမလုံးနဲ့ပေါ့နော်ဒါပေမဲ့အမားဆိုတာလူတိုင်းမှာရှိတယ်လေခွင့်လွှတ်ပေးကြပါပေါ့နော်